မင်းတို့ life မှာလေလုံးရမယ်မှန်သိပေမဲ့မလုံမလုတ်ချင်မကန်ရင်ဖြစ်နေတဲ့စိတ်အခြေအနေမျိုးကြုံမှုလားမဖြစ်မနေကြီးလုံးဝမှာဒီအရကြီးကသိတယ်ဒါပေမဲ့မလုတ်ချင်ဟာတစ်ဖက်မှာလည်းဘလုံးဝမလုတ်ချင်အမပေါ့အခုဆိုအမအဲ့လိုကြည့်ရတယ်လားပြပြမယ်မဘွားမှာလည်းအဲ့လိုအရန်အရန်ဖြစ်လုံးလို့အမကိုအမကိုအချောင်းမို့သိလို့ပတန်ပတန်ဆွဲထားရတာရှိတယ်အဲ့တခုခုလုံးရမယ်ဆိုလေလုံးဝမှမသိပေမဲ့လေ အလုံးဝမလုတ်ချင်ဘူးဆို ပြန်ဆွဲထားတဲ့စိတ်အခြေအနေမျိုးပေါ့နော်အဲ့တော့အဲ့အဲ့ဟာလေးကအဲ့ဒါလေးကိုဒီနေ့ bonus session မှာဘလို့ဖြည့်ရှင်းလို့ရမလဲဆိုတာလေးပြောပြအမလည်းလိုပဲဖြည့်ရှင်းတာလူရဲ့စိတ်ကလေဟိုပြောစရာကောင်းတာလေးတွေပဲဖန်တီးချက်တယ်ဟုတ်လားပြောစရာကောင်းတာလေးတွေပဲလုတ်ချက်တယ်အဲ့တော့ပေါ့ပေါ့ပါပါတတောင်းတတာပျော်ဖို့ကောင်းတာလေးတွေကိုစိတ်ပါတာလေးတွေပဲလုတ်ပြီးရရှင်သန်နေတာလူတစ်ပါးဝါ ဖြစ်ဒါပေမဲ့ငါတို့ live နဲ့ပတ်သက်ပြီးကြတော့ဘဝက live ကအဲ့လောက်အဲ့လောက်မလွယ်ကူဘူးဟုတ်လားမလွတ်ချင်တာလည်းလုပ်ရမယ်လွတ်ချင်တာလည်းလုပ်လို့ရတယ်လွတ်ချင်တာလည်းလုပ်မလွတ်ချင်တာလည်းလုပ်အဲ့တော့မလွတ်ချင်တာတွေကိုစူးစမ်းပြီးတော့တိခန့်နေတဲ့အချိန်ပြီးကုံဝိုင်းလွတ်ချင်တာတွေလုပ်ရတဲ့အချိန်ဆိုတာဒါရောက်လာမှာပဲပေါ့နော်အဲ့တော့ငါတို့ဘာတွေလုပ်ရလဲဆိုတော့ငါတို့မလွတ်ချင်တဲ့စာတွေလုပ်ရတယ်မကြက်ချင်တဲ့စာတွေကြက်ရတယ်ခါတလေဆိုနေ့စဉ်သူကညှိငွေစရာကောင်းတယ်လုပ်ငန်းခွင်ဘဝကိုဖျက်ဆီးရတယ်ဟုတ်တယ်နော်လုပ်ငန်းခွင်ဘဝကိုဖျက်ဆီးရတယ်ဒီနေ့အောင်မတငယ်ချင်းတဲ့စကားပြောဖြစ်တော့ ညီမတို့မှာညီမတို့ h အရာပေါ့ h ကတတိလောက်ဖြစ်လာတဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ဟိုပက်ရှင်ရဲ့လို့ထွထွထူးထူးရင်းခုန်တာမျိုးတိတ်မရှိတော့ career တခုကိုစတင်နေစေကျော်သက်20ကျော်သက်အဲရှင်လည်းလုံးလုံးလုံးအလုံးလုံးတဲ့အခါမှာလည်း passion ဆိုတာရှိတယ်။အဲလို passion လေးတွေကနေရာတိုင်းမှာရှိတယ်။တက်ကြီးလာတဲ့အချိန်မှာလူကငြိမ့်လာ passion တိတ်မရှိတော့ ပရှင်နေမြေဘာလို့လဲဆိုတော့အလုပ်တစ်ခုကွာအမအမစတဲ့နဲ့တက်တန်းဆိုရင် YC က6နဲ့ဆို YC ရှိမှတင်ခဲ့တဲ့တက်တန်းရှိသေးရကွာတိရဆက်စုနှစ်တစ်ခုလောက်ဖြစ်လာတဲ့အချိန်မှာဒီစတင်နေဆိုတဲ့အလုပ်ကအရင် passion မရှိတော့ အရှင်မရှိဘူးဟိုဒီမှာကျွမ်းကျင်ပြီးတော့အလိုလျောက်ဖြစ်နေတဲ့ပုံစံတစ်ခုသာဖြစ်ရင်ဖြစ်နေမယ်ဖက်ရှင်ရဲ့လို့တိတ်မရှိတော့အဲ့တော့အလုပ်ငန်းဝင်နဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်နောက်အခုစာတွေလောက်တာဆိုလည်းအဲ့လိုမျိုးပဲဟာလောက်ရေးလိုက်ရတဲ့အဲ့လို assignment ဆိုရဲဟာအဲ့ process တွေကိုလုပ်ရမှဖြစ်ဖြစ်ကကြာလားဖက်ရှင်တွေကြာ excited တွေရမဖြစ်တော့သူကပြင်းလာပြင်းဖို့ကောင်းပြီးလှုပ်ချင်အဲ့လိုဖြစ်လာအဲ့ဒါကိုဘာနဲ့ထိန်ရလဲဆိုတော့ဟိုမလှုပ်ချင်တဲ့အလုပ်တစ်ခုကို လှုပ်ပြီးဝိုင်းလှုပ်ချင်တဲ့လှုပ်တစ်ခု ကိုထွက်ပေါက်တစ်ခုအနေနဲ့ထားရတဲ့ထားရတဲ့လူတော်တော်များများလဲပတ်တဲ့ပုံစံပြောင်းပြန်လဲပတ်တယ်ဘယ်လိုမျိုးလဲဆိုတော့ပင်မန်းလာတော့မှ စိတ်ပင်မန်းလာပြီးဆိုမှစိတ်ထွက်ပေါက်ရှာလူပင်မန်းလာပြီးလူနေထိုင်မကောင်းဖြစ်ပြီးဆိုမှလူအနာယူတယ်ဟုတ်လားလူပင်မန်းလာမှလူကသွန်းနာတယ်အဲစိတ်ပင်မန်းလာမှစိတ်ကသွန်းနာတယ်အဲ့ဒါမှားတယ်အဲ့လိုမသွားဘူးအဲ့လိုမသွားနဲ့တကယ်သွားမှာပတ်တန်နဲ့သွားပတ်တန်နဲ့ ဟို safe trip ပေါက်တစ်ခုကိုဖမ်းပြီးတာပြင်လုံးဆရာရှေ့ရလို့ကိုကိုကိုအနားယူမဲ့အရာတစ်ခုကိုဖမ်းပြီးတာပြင်အဲ့ဟာကိုကြည့်ပြီးတော့ဒီဘက်မှာမလုတ်ချင်တဲ့ process ကိုအာယုံဆိုင်ပြီးလုပ်အာယုံဆိုင်ပြီးလုပ်အဲ့တော့အဲ့ခါကျရင်မမိုးလင်းလာလို့ရှိရင်အမ assignment ရေးမယ်လို့တွေးရင်အဲ့ရမထကြင် assignment ရေးရမယ်ဒီနေ့ငါ assignment နေဘယ်နှလုံးရေးရမယ်လို့တွေးလိုက်အဲ့ရလုံးဝမထကြင်တော့အဲ့တော့အမဘာလုပ်လဲဆိုကြော်တွေးတယ် ဒီလားကြော်တွေ့ရဒီ assignment ပြီးွားရင်ကိုကိုကိုပေးမဲ့ trap box တစ်ခုပေါ့စိတ်ကောလူရောအနားပေးမဲ့ trap box တစ်ခုကန်းချေမှာဖက်နှက်မပါဘဲနဲ့လမ်းလျှောက်နေမဲ့ညနေခင်းလေးဟုတ်လားပင်လဲစားအရေအဝစားပြီးတော့အဲတယောက်တည်းတောင်ပြင်မှာလေလွတ်နေမဲ့ဟုတ်လားအချိန်တစ်ခုနော်မနေ့ဆိုရင် breakfast မစားခင်မှာရေကူးကန်ထဲမှာရေကူးနေမဲ့ပုံရိပ်တစ်ခုဟုတ်လားအမရေရမ်းကြိုက် ဲ့တော့ကိုကိုကြိုက်တယ်နဲ့ကိုပေါ့နော်ကိုကြိုက်တယ်နဲ့ကိုသဘာဝတရားရင်းနဲ့အနည်းဆက်ဆုံးနေခွင့်ရမယ်နေခွင့်ရမယ်အချိန်အဲ့တော့ညဘက်မိုးချုပ်သွားရင်ခန်းထဲမှာမုတ်တေးစားပြီးတော့လှိုင်းတန်လေးတွေနားထောင်ပြီးကိုရီးယားကားလေးကြည့်မယ်အေးဟုတ်လားနော်ဂျောနာကိုအစအဆုံးပြန်ကြည့်လားအစအဆုံးပြန်ကြည့်အဲ့တော့အကုန်လုံးအဲ့ဟာလေးတွေစဉ်းစားလိုက်တော့ဘာဖြစ်လာလဲဆိုတော့မှတ်ကွာအချိန်ဤတစ်ခုအချိန်တစ်ခုဆိုတာမင်းတို့လိုချင်ချင်မလိုချင်ချင်ကရောက်လာမှာအော်တိုဘာ25ရက်နေ့ဆိုတာက အမ control လုပ်เสียရမလို့ပဲねသူ့အလိုလိုရောက်လာမှာဟုတ်လားရောက်လာမှာအဲ့တော့အဲ့ရောက်လာမဲ့အဲ့ရောက်လာမဲ့လမ်းကြောင်းတစ်ခုပေါ်မှာဟိုကိုကဟိုတေချာလုတ်ပြီးတော့ရအောင်သွားမလားမမလုတ်ချင်လုတ်ချင်လည်းသွားပြီးတော့ရအောင်သွားမလားဒါတစ်ခုပြန်စဉ်းစားရမယ်ပြီးနောက်တစ်ခုကအဲ့ဒီအချိန်လွန်ရင်ကိုလိုချင်တဲ့အရာထွက်ပေါက်တစ်ခုရှိတယ်အဲ့ဒီဟာတစ်ခုကိုစဉ်းစားပြီးတော့ဒီလုတ်ကိုကောင်းကောင်းလုပ်အားယူဟိုဘက်ကပျော်ရွှင်မှုကိုယူပြီးဒီဘက်ကိုအားယူအဲ့ပုံစံနဲ့သွား အဲ့တော့မဒီမှာဗာပြပြချင်လဲဆိုတော့ပတ္တန်ပေါ့နော်ကို့အတွက်ကို့အတွက်တီးတန့်ဖန်တီးထားတဲ့ပတ္တန်လေးတွေဖန်တီးထားတနေ့တာမှာဆိုလို့ရှိရင်လဲအခု21 campaign campaign မှာဆို hobby time လေးတွေထည့်ပေးတာတယ်အမလှုပ်ချင်တာလှုပ်မင်းတို့အဲ့ဒီအချိန်ကိုလှုပ်ချင်တာလှုပ်ဘာမှမတွေးနဲ့ဘာမှမစဉ်းစားနဲ့လှုပ်ချင်တာလှုပ်အဲ့ဒီအချိန်အဲ့တော့တနေ့တာမှာအနားယူမဲ့အချိန်စုပြန်ပြီးတော့ကို့ကိုကိုဟို trap out ခုပေးထားမဲ့အချိန် တပတ်တာမှာပေးထားမဲ့ထွက်ပေါက်လေးတခုထွက်ပေါက်လေးအများကြီးပေးထားရင်တော့မကောင်းဘူးပေါ့နော်အဲ့တော့ကိုယ့်ကို adjust လုပ်ထားပေါ့ကိုယ်စိတ်အခြေအနေကိုသိမှာအဲ့တော့အမားတို့ကြတော့အသေးအတန်တခုခုကိုအကြာကြီးကျုံအကြာကြီးတေချာကျုံယုံပြီးလို့ပြီးွားရင်ဝုန်းဆိုပြီးတော့လောင်းထန်းပြန်နာယူအဲ့ဒါမျိုးကြိုက်အဲ့တော့ကိုယ်ပုံစံနဲ့ကိုတလားဆိုလဲတလားတစ်ခေါက်ဆိုလဲတလားတစ်ခေါက်အဲ့တော့ကိုယ့် pattern နဲ့ကိုယ့်ကိုထွက်ပေါက်လေးတွေကိုယ့်ကိုဖန်တီးတာတချို့ကလုံးလေးနဲ့မှပင်မလာမှထွက်ပေါက်ချာ no ထွက်ပေါက်လေးတွေဖန်တီးပြီးတော့အဲ့ဒါလေးတွေကိုကြည့်ပြီးအလုပ်လုပ် ဲ့တော့ငါဒီတစ်နှစ်တာကောင်းကောင်းရှင်သန်ပြီးွားရင်ငါအတွက်ငါဘာလုပ်ပေးမလဲကိုကိုရဲ့ပျော်ရွှင်မှုနဲ့ကိုပဲနော်ကိုပျော်ရွှင်မှုနဲ့ကိုကိုက်ညီအောင်လို့တချင်းဆိုရတဲ့အကြိုက်တယ်โอเคအဲ့ဒီညစပြီးရော bluetooth mouse အားကို process ကိုကိုအလုပ်လုပ်ပြီးွားရင်တချင်းဆိုဒါမှမဟုတ်တချင်းဆိုတဲ့နေရာကြီးသွားဆိုအဲ့ extra ပေါက်လေးတွေခန္ဓာတာခါတလေပျော်ရွှင်မှုမေ့နေတတ်တယ်ထိလားပျော်ရွှင်မှုမေ့နေတတ်တယ်မပျော်မပျော်ဟိုဘလို့ပြောမှမသိတာမျိုးလည်းဖြစ်နေတတ်တယ် တချို့ကကြတော့လုံးလိုက်ကြမဟုတ်တဲ့အရာတွေတော့တွားပြီးတော့တော့တွားပြီးတော့လုံးမိတဲ့အဲ့မှာတမီးကဂျင်းဟိုဂျင်းသွားဆော့မယ်ယောဂသွားအပ်လိုက်မယ်ဂျင်းသွားအပ်မယ်လို့မလုပ်ကောင်းနော်ပတ်စံလှူပြီးသားဖြစ်သွားလိမ့်မယ်အဲ့ဒါမျိုးဆိုလို့ကျွန်တော်မဟုတ်ကိုနေစဉ်ဘဝထဲမှာကိုတက်တောင့်တက်တာနဲ့လွယ်လွယ်ကူကူနဲ့လုတ်လုတ်နေချာ things လေးတွေကိုပဲထွက်ပေါက်လေးတွေအဖြစ်နဲ့ထတာထတာအဲ့တော့ long term ထွက်ပေါက်ဆိုလဲကိစ္စကြီးကြီးဆိုလဲအဲ့ကိစ္စကြီးကြီးနဲ့ကံကြီးရဲ့ reward တစ်ခုကိုပေးတာအဲ့လိုလေးတွေရှင်းတယ်ပေါ့နော်အဲ့တော့ဒီကာလတစ်ခုမဖြတ်တန်းခြင်းဒီကာလတစ်ခုပြီးွားရင်ဆိုတာကိုတွေးကြည့်လိုက် အချိန်ကာလရေဆိုတာရွေရှားနေတာဖြစ်တဲ့အတွက်ပြီးသွားမှာပြီးသွားမှာဖြစ်တဲ့အတွက်ကြော်တွေးပြီးတော့လက်ရှိ process ကိုအကောင်းဆုံးလုပ်ကြော်တွေးပြီးတော့လက်ရှိ process ကိုအားယူပြီးလုပ်အဲ့ဒါအဆင်ပြေတယ်မတ်တက်ဆိုရင်လည်းအဲ့ဒါအဆင်ပြေတယ်နေလားအဲ့တော့ကိုယ့်ရဲ့ expectation ကိုစီမှာပဲထားကိုယ့်စီမှာပဲထားကို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 နဲ့ကောင်းကောင်းလေးပတ်တန်ကောင်းကောင်းလေးလက်ပတ်နေအောင်တိစောက်ထားအဲ့ဒါအမတော်တော်အရင်လုပ်ဖြစ်တယ်နေလားအဲ့တချို့ကပင်မလာမှနားဖို့စဉ်းစားတယ် body body masses တွေပါတွားမယ်ဆိုလဲကိုကဟိုညောင်းရကြိုက်ခဲနေမှာတွားနှိတ်ခံမှုတတိယအနို့စိတ်နဲ့တွားစိတ်နဲ့ငါဒီတစ်ပတ်လုံးဒီနှစ်ပတ်လုံးငါတေးချာအလုပ်လုပ်ပြီးရင် masses နှစ်နာရီနှိတ်အဲ့ဒါမျိုးနဲ့စိတ်ပိုင်းဖြတ်ပြီးအဲ့ဆိုရင်ကိုဒီတစ်ပတ်လုံးအလုံးဒီတစ်ပတ်လုံးကို fully attention အပြည့်နဲ့အလုံးလို့ဖို့ကိုကတောင်းရှိတယ်အဲ့ဒါပြည့်သွားရင်ဘာပဲသွားရမှာလဲမဆက်သွားရမယ်အဲဟုတ်လားအဲ့တော့ကိုကိုကိုအဲ့ထွက်ပေါက်လေးတွေကိုပြင်ဆင်ပြီးတော့မှ အလုပ်ကိုလုပ်အဲ့ဒါအရင်တိတာစမ်းကြည့်ပေါ့ပြီးအဲ့ဒါကိုအမြဲတမ်းတွေးပြီးသွားမဲ့အချိန်ကိုအမြဲတမ်းတွေးတိလားလှုပ်ချင်ချင်မလှုပ်ချင်ချင်လှုပ်ပြီးသွားမဲ့အချိန်အမတော်လေးအမကကြတော့လုံးဝအိုက်ပြပြောင်းပြန်မားတယ်မပါမာစာမလှုပ်ချင်လို့စာလှုပ်နေတာညာလုံးပေါ့ပြီအဲ့ဒါအဲ့လိုမျိုးဘာလို့လဲဆိုဒီစာမြင်မြန်ပြီးသွားရင်လှုပ်ရှားမလို့တော့လေမလှုပ်ချင်တဲ့လှုပ်တခုဆိုရင်လေမလှုပ်ချင်လို့မြင်မြန်လှုပ်လိုက်မလှုပ်ချင်လို့လှုပ်လိုက်တာအဲ့ဒါပြီးရင်အေးရောအိုက်စိတ်ရှိရပြီးရင်အေးရော တေချာတော့လုပ်တယ်ပြီးရင်တော့အေးရောအိုက်စိတ်ညက်သွားတယ်ဆရာအဲ့တော့ရန်ကြီးပေးရှေပြီးတော့အဲ့လိုကြီးအဲ့လိုကြီးဟိုမလုတ်ချင်တာကြီးကိုဆွဲဆန့်ပြီးအဲ့လိုမျိုးသွားတတ်တယ်ပါမပါအပစက်ရှာရင်လည်းအိုက်တမ်းပဲအသေးအတန်ရှာဖို့လိုရင်အသေးအတန်ရှာလိုက်အသေးအတန်ကိုရှာပလိုက်ပြီးွားရင်အေးစေပဲပြင်ပြီးပြီကိုယ် trim နေလည်းအိုက်တမ်းပဲ trim နေရှိတယ် you အသက်ငယ်တုံးရွယ်တုံးမှာမြ мян ရအောင်ရှူလိုချင်တယ်မှလားယူလေလိုချင်ရအောင်ယူကျွန်တော်စဉ်းစားနေလိုချင်ရအောင်ရှူအဲ့တော့အိမ်လိုချင်တယ်အိမ်ပအောင်လို့ ကောက်ဝဲခြင်းနဲ့ကောက်ပိုင်အောင်လုပ်ပတ်စံဘလောက်ရှာမယ်ဘလောက်ထည့်ထားမယ်ပတ်စံကံဘလို့ဖောက်မယ်ဆုံးဖြတ်ချက်ကဂလိုဂျနာကိုကြည့်ကြည့်ပြီးတော့ကိုယ့်ရဲ့ခွန်အားညံအားရှိတဲ့အချိန်မှာရအောင်ယူပြင့်ပြီးပြီလေဟာပြင့်ပြီးအဲ့တော့ကိုယ့်ရဲ့စိတ်ကိုကိုယ့်ရဲ့ဘဝအော်ဒီအိမ်မက်တင်နဲ့ပတ်သက်ရမယ်ဖြစ် life နဲ့ပတ်သက်ရမယ်ဖြစ်ဖြစ်တွားတဲ့အခါမှာလှုပ်ချင်တာတွေရောမလှုပ်ချင်တာတွေရောကြောက်ရမှာပဲအဲ့ဒီဟာကိုဘယ်လိုမျိုး စိတ်နဲ့တွားလို့ရလဲ အဲ့ဒါလေးပါ sharing လုပ်ပေးခြင်းပါအဲ့ဒါအရေးကြီးတယ်ထွက်ပေါက်ကိုကြိုးရှာပါထွက်ပေါက်ကိုလုံနေရင်လည်းမရှာနဲ့နော်ကြိုးရှာ